ဆေးရနာသိမ်းမှုကြောင့်ယူရင်းပြည့်စည်သွားတဲ့ခန္ဓာများစွာအထင်မှာပညာရေးကဏ္ဍကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။အာနာသိမ်းမှုနဲ့နောက်ဆက်တွဲအခြေအနေတွေကြောင့်ဒီပညာရေးကဏ္ဍနဲ့လူငယ်တွေရဲ့အနာဂတ်စိတ်ကူးအိမ်မက်တွေအပေါ်မှာများစွာတက်ရောက်မှုတွေရှိခဲ့ပါတယ်။ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ဒီနေ့လူငယ်အတန်စကဝိုင်းမှာတော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့လူငယ်တွေအတွက်လက်တော်တော်မှာဘယ်လိုမျိုးစိန်ခေါ်မှုတွေရှိနေလဲ။ပြီးတော့ဒါတွေကိုလူငယ်တွေဘယ်လိုကြော်ဖြတ်နေကြသလဲ။ 2021ခုနှစ်အလွန်ပညာရေးအခြေအနေနဲ့အလားအလာတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။လူငယ်တွေရဲ့အတန်လူငယ်တွေရဲ့အတွေးအမြင်တွေကိုထင်ဟပ်စေဖို့တင်ဆက်နေကြ DV ရဲ့လူငယ်တန်အစီအစဉ်ကနေစုံလင်ကွဲပြားတဲ့တိုင်းရင်းသားလူငယ်တွေပါဝင်ဆွေးနွေးကြတဲ့ဇကဝိုင်းပုံစံနဲ့တင်ဆက်နေတာဖြစ်ပါတယ်။ဒီနေ့လူငယ်တန်ဇကဝိုင်းမှာပါဝင်ဆွေးနွေးမဲ့သူတွေကတော့ကရင်ဒီကနေပြီးတော့လာပြီးတော့ဒီထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်မှာပညာသင်ဆုနဲ့ကျောင်းတက်ရောက်နေတဲ့ထားဖို့ဒီရန်ကုန်တက္ကသိုလ်ဂျာကာလာတက္ကသိုလ်ကောင်းစီ ပြီးတော့ Federal Le Line တက္ကသိုလ်နဲ့အခြားမိဖတ်နိုင်ငံတကာတက္ကသိုလ်တွေပူးပေါင်းပြုလုပ်တဲ့ဒီပွဲယူဆတဲ့ Capstone Project မှာတက်ရောက်နေတဲ့စကားမောင်တို့ဖြစ်ပါတယ်။ကျမတို့ DV လူငယ်တန်အစီအစဉ်တင်ဆက်သူဖူးအီးရင်နဲ့ပါ။အားလုံးပဲမင်္ဂလာပါ။တရားဝင်တာပါပဲ။မင်္ဂလာပါ။ဒီတော့ဗောနော်ဟိုတယောက်ချင်းစီကနေပြီးတော့အကိုရဲ့အကြောင်းအချင်းချုပ်လေးရဲ့ပြောရတာလက်ရှိမှာဘာတွေလုပ်ဖြစ်နေလဲဒီပညာရေးနဲ့အတက်မွေးဝမ်းကြောင်းဗောနော်အခြေအနေလေးကိုအချင်းချုပ်လေးမိတ်ဆက်ပေးပါဦးစကားအရင်မိတ်ဆက်ပေးလိုက်ပါနော်ဟုတ် အာမင်္ဂလာပါစကားမောင်ပါအရင်ကတော့သတင်းတင်ဆက်သူဖြစ်သတင်းတောက်ဖြစ်လုပ်ပါတယ်အခုကတော့အဒီ2025နှစ်ကုန်ပိုင်းလောက်ကစပြီးတော့ Capstone Project ရဲ့ဒီ student အနေနဲ့ပေါ့နော်ဘွဲ့ယူစာတမ်းအတွက်ကိုပြင်ဆင်ပြီးတော့ကြောင်းတက်နေပါတယ်တစ်ဖက်မှာလည်းအလုပ်လုပ်ရင်းနေပေါ့နော်ဟုတ် Capstone Project ဆိုတာရောဘယ်လိုမျိုးလဲနည်းနည်းလားဟုတ်ကဲ့ရန်ကုန်တက္ကသိုလ်ကြားကာလကောင်စီရဲ့ဒီ VFU ရဲ့နောက်ပြီးတော့တခြားသောနိုင်ငံတကာတက္ကသိုလ်ရဲ့ပေါင်းပြီးတော့ဒီပညာသင်နှစ်ပေါ့နော် ကိုဗစ်ပြီးွားတော့ຫນွေဥကတော်လိုင်းကာလာဒီနောက်ပိုင်းမှာမှာတက်ကြီးက 4D ရာဒီလိုမျိုး extension တစ်နှစ်လောက်ကျန်တဲ့ចောင်းသားတွေအတွက်ကိုအဲဘွဲယူနိုင်ဖို့အတွက်ကိုစီစဉ်ပေးထားတဲ့ project ပေါ့เนาะဆိုရင်ထားဖို့ရောလက်ရှိဘာတွေလုပ်ဖြစ်နေလဲအာကျွန်တော်ကတော့ဒီအာနာမသိခင်မှာចောင်းစရာတယောက်ဖြစ်တယ်ပေါ့เนาะចောင်းစာတယောက်တစ်ဖက်မှာလည်းဒီအဝေးတင်ပညာရေးကနေဘော်တနီမေဂျာနဲ့တတိယနှစ်ပညာတင်နေတာပေါ့เนาะဆိုအာနာသိတဲ့နောက်ပိုင်းမှာဒီ လူထုတွေနဲ့အတူပေါ့နော်ဒီ Cyberdisobedience Movement နောက်ပါသွားတယ်ပြီးရင်အဲ့ဒီ2021မှာပဲပေါ့နော်အဲဒီနိုင်ငံရေးလှုပ်ရှားမှုကြောင့်ပေါ့နော်၃နှစ်အချင်း6ဖန်စီထိန်းသိမ်းခြင်းခံရတယ်အဲ့ကနေကျွန်တော်2023မှာပြလွတ်လာတယ်ပြီးပြည်တွင်းမှာတစ်လီလုံးစစ်စေးဖြစ်တဲ့အတွက်ကျွန်တော်နေရမှာဆက်လက်နေထိုင်ဖို့မဖြစ်နိုင်တော့အဲ့မှာကျွန်တော်ဒီလွတ်မြောက်ဒေသကိုသွားတယ်လူငယ်တွေနဲ့ပေါ့နော်လူငယ်အလုံးစုံနဲ့ပါပါလုပ်တယ်ပြီးရင် အမှလှုပ်တဲ့ချိန်မှာဗာတိထားမိလဲဆိုရင်လူငယ်ခေါင်းဆောင်အများစုကိုကျွန်တော်အင်တာဗျူးခဲ့ရရှိရောအမှအများစုသူတို့ပြောတာသူတို့အိမ်မက်ကိုသူတို့လက်လွတ်ပြီးတော့ဒီထဲကိုခုံဝင်လာကြတယ်ပေါ့ဒီတစ်ချက်ပါတယ်နောက်တစ်ချက်ပါလဲဆိုရင်သူတို့စီမာလူငယ်တွေရွေချက်တစ်ခုရှိတယ်အဲ့ဒါပညာဆက်တင်ပါဆိုတဲ့အတန်ရောအမြဲပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒါတော်လင်းကာလဖြစ်ဖြစ်တော့လက်နက်ကင်ရမယ်ဆိုတော့ညာလဲနိုင်ငံတော်ပြန်လဲတိဆောက်ရင်ကာလမှာ ညာတတ်လူတွေနဲ့မှတည်ဆောက်လို့ရမှာပေါ့။အဲအဲ့အတန်ကိုလည်းကျွန်တော်ကြားရတော့ဗောနော်။ကြားရအတွက်ကျွန်တော်ပညာဆက်တင်မယ်ဆိုပြီးတော့ net data ကိုထွက်လာလိုက်တယ်ဗောနော်။အဲကနေအာမဲဟောက်ဆောင် net ဆွဲဒုက္ခတာမှာဗောနော်။အဲကနေကျွန်တော်မဲဆောက်တနည်းပညာသင်တယ်။အဲ GD certificate ပဲယူတာဗောနော်။အဲဒီ2024 25မှာတော့ဒီကျွန်တော်ကျောင်းဝင်ခွင့်ရတယ်။အခုတော့ဒီချင်းမိုင် University မှာ social science sustainable development မှာဗောနော်။အမှအာတင်ယူလေ့လာနေရအောင်ဟုတ် ဟုတ်ကဲ့ပါဒီတော့ဟိုပါပေါ့လေအာအာနာသိမ့်မှုမတိုင်ခင်ဆိုလဲဒါကိုဗစ်ကာလမှာကျွန်တော်တို့လူငယ်တွေရဲ့ဒါလှုပ်ရှားမှုတွေဒီပညာရေးပိုင်းမှာဒါတက်ရောက်မှုတွေရှိခဲ့တယ်ပေါ့နော်အာနာသိမ့်ပြီးတဲ့နောက်မှာတော့ဒါဒီလုံနေတဲ့အလုပ်တွေဒီ career တွေအပေါ်ဟိုပညာရေးလမ်းကြောင်းတွေပေါ်မှာတက်ရောက်မှုရိုက်ခတ်မှုတွေကတကယ်ကိုကြီးကြီးမားမားဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီတော့ဟိုအာနာသိမ့်မှုမတိုင်ခင်ကကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကဘယ်လိုရှိလဲဒီအာနာသိမ့်မှုကြောင့် ဒီဟာတွေအပေါ်ဘယ်လိုမျိုးဟိုတက်ရောက်မှုတွေရှိလာလဲဘယ်လိုစိန်ခေါ်မှုတွေကြုံလာရလဲပေါ့နော်ဒါဆိုရင်ဟိုစကားအရင်ဆုံးပြောပြပါလားဟုတ်ကဲ့ အမ်ဘလို့ကွာလဲဆိုရဲဟာတော့ចောင်းသားကြီးတော်တော်များများတော့ခံစားမိကြမှာပါတို့ရိအရင်တော့ဆိုလို့ရှိရင်အမ်မှန်းထားတာ၄နှစ်တက်မယ်ပုံမှန်အဖြစ်ပေါ့နော်တက္ကသိုလ်ចောင်းသားကြီးဆိုရင်၄နှစ်တက်မယ်ပြီးရင်ဘွဲရမယ်ပြီးရင်လှုပ်ဝင်ကြမယ်ဘွားတစ်ခုဟာဘယ်လိုဆိုရဲဟာမျိုးကိုးတွေအစင်းစင်တတ်မှတ်ပြီးတော့အဲဒီလိုမျိုးရည်မှန်းချက်ချထားလို့ရခဲ့တဲ့အခြေမျိုးပြီးတော့တော့အဲចောင်းသားဘွားဆိုတာဘာလဲဆိုရဲဟာနေပြီးတော့တင်ယူရင်းလေးလာရင်လူငယ်ဘွားကိုဖျက်တမ်းရင်းနေမှာ တက်တူចောင်းသားဘွားဆိုတာအဲ့လိုမရှိခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီနောက်ပိုင်းမှာမှဒီအာနာသိမ်းလာခဲ့တဲ့အခါမှာညာတော်အဖြစ်ចောင်းသားတွေကအဲ civil disobedient movement မှာပါလာခဲ့တယ်ပြီးတော့သူတို့ဒီစစ်ကြုံပညာရေးမှာဆက်ပြီးတော့မတင်ကျင်တော့ဘူးအဲဒီလိုကနေမှအခုပါဝင်တခြားသောလူငယ်တွေကတိုင်းပြည်တွေကနေပြီးတော့မှတခြားနိုင်ငံတွေဒီလွတ်မြောက်နေမြေတွေပြီးတော့တော်ရဲတွေမှာဒီလိုမျိုးရောက်သွားတယ်ပေါ့နော်တနည်းအားဖြင့်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာ ဒီ၄နှစ်လောက်ဆိုတဲ့ကာလအတွင်းမှာပညာဆက်တင်မှုဆိုတဲ့ဟာကိုများသောအားဖြင့်အရက်လိုက်ကြတယ်အဲစကားပါဝင်မဲ့ပေါ့နော်ဆိုတော့အအခုချိန်အထိလဲဒီပညာသင်ယူဖို့အတွက်ကိုစူးစမ်းနေပေမဲ့တစ်ဖက်မှာလည်းအရင်တော့ကလို့အိမ်မာနေပြီးတော့ကျောင်းသားတက်လို့ရတဲ့အခြေအနေမျိုးမဟုတ်ဘဲနဲ့ကိုဝမ်းကိုကျောင်းအဲကိုရဲ့ဒီအချိန်ပေးနိုင်မှုရဲ့ကိုရဲ့ငွေကြေးတက်နိုင်မှုရဲ့ပြီးတော့ကိုရဲ့ပညာသင်စွမ်းနိုင်စွမ်းအာရုံစိုက်နိုင်စွမ်းဒါတွေပေါ်မှာမူတည်ပြီးတော့မှပညာရေးအခွင့်အရေးတွေအရအလို့ ိုနေလာတဲ့ဟာမျိုးရယ်အဲ့ဒီဟာပုံမှာအရင်တော့ထပ်ပို့ပြီးစ조사အားထုတ်ရတယ်ဆိုတဲ့ဟာမျိုးရယ်ဒီလိုမျိုးချင်းနေတော့ क्वे သွားတာပေါ့နော်ဟုတ်ပြတော့ဟာဒီအာနာသိမ့်လိုက်ပြီးတော့ဟောဒီနောက်ဆက်တွဲအခြေအနေတွေကြောင့်ရောကိုအရင်တော့ဖြစ်ချင်ခဲ့တဲ့ဒီ career တို့ဒီ professional တို့ပေါ့နော်ဒါတွေအပေါ်ဘယ်လိုမျိုးတက်ရောက်မှုတွေရှိသွားလာပေါ့ရှိရင်လည်းပြောပြပေးပါဦးဟုတ်ကဲ့အာ အခုနကပြောခဲ့သလိုပေါ့နော်ဘယ်နှစ်လောက်မှတော့ဖွဲရပြီးတော့ဘယ်ချိန်လောက်မှတော့ကိုပိုင်းလောက်ကင်တီတကြမယ်အဲဘယ်ချိန်လောက်မှတော့အိမ်လေးဝယ်ကားလေးဝယ်မယ်ဒါမျိုးလေးပေါ့နော်စဉ်းစားခဲ့တာဒါမဲ့အဲ့လိုအမ်အရင်ចောင်းတက်နေတုန်းကတော့ โอเคเอ่อဒီအရင်တော့ biochemistry major ကိုဆိုတော့ဒီ biochemistry နဲ့ပတ်သက်ပြီးဆေးဝါးနဲ့ပတ်သက်ပြီးတော့ company တခုမှာလုပ်ဝင်တာပဲဖြစ်ဖြစ်မဟုတ်လို့ရှိရင်လည်းကိုလှုပ်ချင်တဲ့အဲ့ဒီ travel and tour ဆိုတဲ့အပိုင်းကိုသွားမလားဆိုတဲ့ဟာမျိုးအဲ့ဒီအချိန်တော့ကတော့ရီမန်းချက်တွေဘာဖြစ်စင်တာလဲဆိုတော့ရှာနေတဲ့အချိန်ပေါ့နော်ဒါပေမဲ့အဲအာနာသိမ့်ပြီးွားတဲ့နောက်ဒီမဲဆောက်ကို ရောက်လာတဲ့အခါမှာအဲ့ဒါကြီးအကုန်လုံးကဘာမှဆက်လုပ်လို့မရတော့ဘူးဆိုတော့ အာဘာလုံးမှာလဲဆိုတော့အစားအသွားပြီးပြန်ရှာရတယ်အဲ့ဒီအခါမှာအင်္ဂလိပ်စာသင်တန်းနေပြန်တက်ရတယ်ပြီးလို့ရှိရင်အဲ့လိုဘာဖြစ်ချင်တာလဲထပ်ပြီးရှာရတဲ့အခါမှာ presenter သင်တန်းတက်တယ်ပြီးတော့မှ okay ဒီ presenter သင်တန်းကမှဘလို presenter မျိုးဖြစ်ချင်တာလေပြီးွားတော့မှသတင်းနယ်ပဲဆိုတာဘလို့မျိုးလဲဒါမျိုးတွေကိုအချိန်ပေးလိလာပြန်ပြီးအစအနေပြီးလုတ်ပြီးတော့မှအလုတ်ဝင်နေအလုတ်ဝင်ပြီးတော့မှလုံရင်းလုံရင်းတင်ရင်းနဲ့မှအဲဒီဟာပေါ်မှာ အားဆိုင်အားဆိုင်ပြီးွားတော့မှအခုဒီ2024နှစ်ကုန်ပိုင်းလောက်ကဆိုလို့ရှင်ចောင်းဝင်ခွင့်ရဖို့ပြင်နေပြီးတော့မှ2025မှာ okay ဒီအလုပ်တွေကိုခဏရက်ပြီးတော့ဒီကြံခဲ့တဲ့ပညာရေးကိုဆက်တက်ပြီးတော့ငါဘွဲရအောင်လုပ်မယ်ဆိုပြီးတော့အဲဒီလိုမျိုးပြန်ပြီးတော့အစကနေပြန်ပြီးသွားပြီးတော့မှပြန်ဆွဲယူလာရတာပေါ့နော်ဆိုတော့အရင်တော့တက္ကသိုလ်ចောင်းသူဘွားမှာတွေးခဲ့တဲ့ goal တွေအိမ်မက်တွေကအခုအာနာသိမ့်ပြီးွားတဲ့အခါမှာတလန်းစီဖြစ်သွားတယ် အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့လည်းအစိုးရရအကောင်ကတော့ဒီဟာပေါ်မှာကြမ်းကြမ်းခံနိုင်စွမ်းရပြီးတော့ကိုယ့်ရဲ့အိမ်မက်ကဘာလဲဆိုတာကိုပို့ပြီးမြင်လာရတဲ့ဟာတော့အကောင်ကိုပြောအောင်ပါပေါ့နော်ဒါကိုအရင်တော့ကကာလရှည်ကြပေါ့ကိုဟိုရီမန်းထားတဲ့ goal တွေပေါ့ဒါတွေကဒီအာနာသိမ့်မှုကြောင့်ပြောင်းလဲသွားတဲ့အခါမှာအစကနေပြီးတော့ပြန်ဆက်ရတာမျိုးရှိတယ်ပေါ့နော်ဒါမဲ့ကိုဟိုကို ကိုပါဝါသနာပါလဲဆိုတာကိုပြန်ပြီးတော့ရှာတွေ့လာတယ်ပြီးတော့ဒီဒီလိုအခြေအနေကြမှာရက်မနေဘဲနဲ့ဆက်ပြီးတော့သွားနိုင်တာကတော့အစိုးရရဲ့အကောင်းပေါ့နော်ဒါဆိုရင်ထပ်ဖို့ကရောဒီကရင်နီလိုဒေတာပေါ့နော်ကရင်နီဆိုတာအလုံးသိကြရပေါ့ဟိုစစ်မြေပြင်အများဟိုတိုက်ပွဲတွေရှိတယ်လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်ဒါကလင်းငယ်တွေဆိုလဲဒီဘုံခိုခြင်းတွေကြာနေပြီးတော့ဟိုစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပေါ့နော်ဟိုအစစ်မပြေမှုတွေကြာနေပြီးတော့ဒီပညာခက်ခက်ခဲခဲတင်ယူနေကြရတယ်ပေါ့နော်ဒီလိုဒေတာလာတဲ့လူငယ်တယောက်အနေနဲ့ပေါ့ဒီ အာအာနာသိမ့်လိုက်တဲ့အခါမှာကိုအရင်တော့စိတ်ကူးအိမ်မက်တွေအပေါ်မှာဘယ်လိုမျိုးတက်ရောက်မှုတွေရှိခဲ့လဲနောက်ပြီးတော့အာဘာတွေဆက်လုပ်ဖြစ်လဲပေါ့ဒီကြားနေပြီးတော့อืมကျွန်တော်ဒေတာကပညာတတ်ရခိုင်တော့စေနှံအောင်ရခိုင်တော့တော်တော်နေအောင်နော်အဲ့ဒီအကြောင်းကို reset လုပ်ထားတဲ့ paper လည်းနေအဲ့ဒီထဲမှာပေါ်ပြထားတဲ့အခြေအရဆိုရင်စေခိုင်တော့ကြော်ကြော်တော့ပဲရှိရအောင်အလောက်မှာပြီးတော့ကျွန်တော်ចောင်းသားဘဝမှာဘာကြုံရလဲလို့မင်းကျွန်တော်တို့ဘဝမှာဒီ hobby ဆိုတာဘာလဲ interest ဆိုတာဘာလဲဆိုတာထက် အမေကိုကြောက်လို့ကြောင်းတဲ့တာသမုတ်ဆရာဆရာမောက်ကြောင်းကြောင်းတဲ့တာပေါ့နော်ကျွန်တော်စေတန်းစေတန်းအောင်တာအောင်သွားတယ်ပေါ့နော်ဒါပေမဲ့အချိန်မှာကျွန်တော်ကဘာမှအားတာလဲဘယ်မှာစိတ်ဝင်စားကိုကိုမသိဘူးဆိုတော့နောက်တစ်ချက်ကပါလဲဆိုကျွန်တော်ကြောင်းစရာလုပ်ရည်ရွယ်ချက်ကတော့ဒီတင်တန်းတစ်ခုကြောက်ပါအဲ့မှာကျွန်တော်အဲ့ဒါသိတယ်ကျွန်တော်တို့ဒီတမှာပညာတက်လူအရင်နေတယ်ကျွန်တော်တို့စေတန်းစေတန်းလေးပဲအောင်တာပေါ့နော်ကျွန်တော်အဲ့လိုပဲတုံတုံလိုက်ပဲအများကြီးဂုံယူတယ်ကျွန်တော်တို့ပုံဝင်ချက်မှာဆိုတော့ကျွန်တော်သားဘွဲရတယောက်ဖြစ်မှာဆိုပို့ပြီးဂုံယူရမှာပေါ့နော်ဆိုတော့ ကျွန်တော်ဒီတော့မှအဲ့လိုအဲ့လောက်ကိုပညာတက်ရှာတယ်။ဆိုတော့ကျွန်တော်ចောင်းစရာဖြစ်လာတဲ့အချိန်မှာတော့မှကျွန်တော်တို့ဒီတော့မှចောင်းစရာတော့တခြားဒီတော့ကြည့်မယ်ဆိုရင်ကျွန်တော်ចောင်းစရာဆိုတာဘာမှမဟုတ်ဟုတ်တယ်နော်။ဒါပေမဲ့ကျွန်တော်တို့ဒီတော့မှကြည့်မယ်ဆိုရင်ဒါပညာတက်ကြီးပါဆိုပြီးယူဆတဲ့စင်တီးရှိအောင်နော်။ဆိုတော့ကျွန်တော်ရဲ့ဒီတော့ကိုကျွန်တော်ဖွင့်ဖြူတူတဲ့စီချင်းနဲ့စိတ်နဲ့ကျွန်တော်ចောင်းစရာလုပ်တယ်။ကျွန်တော်ရဲ့ဝဒနာလည်းအမှရှိမယ်ကျွန်တော်ထင်တယ်ဗောနော်။ကလေးတွေကိုရတဲ့လောက်စာတင်မယ်။ပြီးကျွန်တော်အဝေးတင် join တယ် ဝေးတင် join တော့လေကျွန်တော်ယူတဲ့ major ကကျွန်တော်စိတ်ဝင်စားလာလို့မင်းကျွန်တော်ကိုယ်တိုင်မသိဘူးဒါပေမဲ့ကျွန်တော် college မှာအဲ့ဒီ major အမတ်ကောင်းလို့အမတ်ကောင်းလို့ပဲဒီအဝေးတင်တက်ကတူရောက်ဘော်တနီ major ပေါ့ကျွန်တော်ထင်တယ်ကျွန်တော်အဲ့ဒီဘော်တနီမှာသင်ရတဲ့အပင်စင်မျိုးအကြောင်းတော့ကျွန်တော်ကောက်ကောက်ပြောနိုင်မှာမဟုတ်ဘူးဘွဲယူရမယ့်ယူရရှာပါလဲဆိုကျွန်တော် promotion ရအောင်လေနော်ကျွန်တော်ຢາတူတူလောက်ဒါကျွန်တော်ရဲ့ဒီအာနာမသိခင်ကျွန်တော်ရဲ့ပညာရေးနဲ့ ကျွန်တော်ရဲ့အိမ်မက်ကအဲ့လောက်ပဲကျောင်းဆရာတယောက်ဖြစ်မယ်ရသူတိုးမယ်အဲခုနပြောလို့အိမ်ထောင်ကြမယ်ပြီးဒီတိုင်းသွားလိုက်မယ်ပေါ့နော်ပြီးတစ်ချက်ပြောနိုင်တာအဲ့ချိန်တော့ပညာရေးဆိုတာဒီလူချင်းလို့တတ်တဲ့တာထဲပေါ့နော်မဖြစ်မနေတဲ့ရမယ့်အခြေအနေမျိုးလို့တဲ့တာဒါပေမဲ့အာနာသိမ့်ပြီးတော့ဒီနောက်ပိုင်းမှာကျွန်တော်အခုဒီပညာရေးကိုပြန်ပြီးလိုက်စားရဲဆိုတော့ဒါကျွန်တော်ရည်ရွယ်ချက်ကျွန်တော်ဝတ္တနာပါလို့နောက်တစ်ခုပြောရင်ကျွန်တော်အိမ်မက်ကလည်းကျွန်တော်ဗာဖြစ်ချင်တယ်ကျွန်တော်တည်သွားပြီး ျွန်တော်လာရဲ့ခရီးတစ်လျှောက်လာလွယ်ရတော့မဟုတ်ဘူးကျွန်တော်ထိုင်းနိုင်ငံကိုရောက်တဲ့အချိန်မှာကျွန်တော်စီမှာဘတ်900ပဲကျန်တယ်အာပျော်စရာတော့မဟုတ်ဘူးဒါပေမဲ့စွန့်စားရမယ့်အချိန်နေဖြစ်လို့အဲအဲ့ကနေစပြီးတော့ကျွန်တော်အခု scholarship ရတဲ့အထိကိုအအများကြီးကြိုးစားကြိုးစားရတာပေါ့နော်အများကြီးလည်းရုန်းကန်ရဘာကြောင့်ကျွန်တော်လောက်ရလဲဆိုရင်ပထမတစ်ချက်ကကျွန်တော်အိမ်မဲ့ကျွန်တော်တီလာတယ်ဒုတိယတစ်ချက်ကကျွန်တော်ပြည်နယ်ဆိုကျွန်တော်လောက်ရမှာကျွန်တော်မတောင်းအောင်ရှိရပါတော့။အဲအချက်တွေကြောင့်ကျွန်တော်အခုထိဒီပညာကိုအကျူစာလေ့လာနေတာပါဘော။ ဒါဆိုရင်ပေါ့နော်ဒီမှာတူညီတဲ့အချက်ကိုသွားတွေ့တာကြဒီစစ်အာဏာသိမ်းမှုကြောင့်ကျမတို့ဒီလူငယ်တွေရဲ့ဒီဟိုစိတ်ကူးအိမ်မက်တွေအနာဂတ်တွေပေါ်မှာအများကြီးရိုက်ခတ်မှုတွေဒါရှိတယ်ပေါ့နော်ဒီလူငယ်တွေဆိုလည်းမလုံခြုံမှုတွေအများကြီးရှိတယ်ပေါ့ဒါတွေကပဲကျမတို့ပို့ပြီးတော့ဟိုတန်မာလာစီတယ်လို့ပြောလို့ရမလားပေါ့နော်အာဒီဟာပေါ်မှာအခုနောက်လို့ပေါ့နော်တိုးတက်ပြီးပြောင်းလဲလာပြီးဒီရေစီးကြောင်းနဲ့လိုက်ပြီးတော့ ကိုကိုကို modify လုပ်ပြီးတော့မှပြောင်းလဲလာတယ်ဆိုရဲဟာအသက်ကြီးလာတဲ့အမြာဖြစ်လာတဲ့ရင်းချက်မှုတွေပါတပါးတည်းပါလိမ့်မယ်လို့ထင်နေပေါ့နော်ဒါပေမဲ့ဒါကအဲចောင်းသားတိုင်းလူငယ်တိုင်းအဆင်ပြေနေတဲ့ကိစ္စမျိုးမဟုတ်ဘူးကိုရိုင်းကလည်းအခုချိန်ထိအောင်ကိုအဲလိုက်ရောညီထွေးအောင်ဘဝကို handle ဖြစ်အောင်လို့ရုန်းကန်နေရတဲ့ဟာမျိုးပဲပေါ့နော်အဲ့ဒါအပြင်ကိုအဲခုနကပြောခဲ့သလိုပေါ့နော် ကျောင်းတက်ခြင်းနဲ့ scholarship လျှောက်ခြင်းနဲ့ဒါပေမဲ့လိုအပ်ချက်တွေမပြည့်စုံသေးဘူးအဲ့ဒီဟာအတွက်ကိုစူးစမ်းမယ်ဆိုလို့ရှိရင်တောင်မှအရင်တော့လိုမျိုးဒီကျောင်းစာပေါ်မှာပဲ IM site လို့ရတာမျိုးမဟုတ်ဘူးအဲ့ခါကျရင်အလုပ်နဲ့တွဲလို့ရမယ်ဒါဆိုလို့ရှိရင်ဘဲချက်တွေလိုသေးတယ်အင်္ဂလိပ်စာ speaking လိုသေးတယ်ပြီးွားရင်ဒီ scholar လျှောက်ဖို့အတွက်ကိုလိုချင်တဲ့မိသားကလည်းရဖို့ဆိုရဟာခက်တယ်လीเนาะဒါဒီဟာတွေရသွားပြီဆိုလို့ရှိရင်တော့မှကိုယ့်ရဲ့အချိန်ပေးနိုင်စွာ ဒါတွေကအခုလိုမျိုးအင်တာနက်ရတယ်ကိုအဟိုလုံလုံချုံချုံနဲ့မိမှန်ရေမှန်တဲ့အခြေအနေမျိုးမှာမှဒါမျိုးကိုတွေးနိုင်တာပေါ့နော်ဆိုတော့တောထဲမှာရောက်နေတဲ့အဲကိုယ့်ရဲ့တငယ်ချင်းတွေတခြားသောဒီဒေါ်လန်ကြီးထဲမှာပါဝင်နေတဲ့လူငယ်တွေဒီလိုလူမျိုးတွေကဒါမျိုးကိုမတွေးနိုင်ဘူး။ဘာကြောင့်လဲဆိုတော့သူတို့ဟာမြန်မာနိုင်ငံအတွက်ကိုပို့ပြီးအာရုံစိုက်ရတယ်။အခုချိန်မှာစတင်ဆိုလို့ရှိရင်လည်းအဲ့ဒါကိုအာရုံမစိုက်နိုင်ဘူး။ဒီဟာကအဲ့လို နေရာဒေသပေါ်မှာလိုက်ပြီးတော့ရတဲ့အခွင့်အရေးတွေကပြောင်းလဲသွားတာပေါ့နော်အဲ့ဒါအပြင်စူးစမ်းခြင်းစိတ်ရှိတယ်ဆိုလို့ရှင်တောင်မှကြောင်းမရှိဘူးအင်တာနက်မရှိဘူးစာတင်ကြားဖို့အတွက်လုံခြုံမှုမရှိဘူးဆိုလို့ရှင်ဒီဟာပေါ်မှာဘလောက်ပဲစူးစမ်းခြင်းစိတ်ရှိရှိကိုယ့်ရဲ့ account ထဲပေါ်နိုင်စွမ်းအကန့်တက်တွေအရင်ဖြစ်နေဦးမှာပေါ့နော်ဆိုတော့အခုလိုမျိုးအဲတခြားမြန်မာနိုင်ငံမဟုတ်တဲ့တခြားနိုင်ငံတွေမှာထွက်ပြီးပညာသင်ခွင့်ရဖို့ဆိုတဲ့အားမျိုးစူးစမ်းနေရတဲ့သူက လက်တဆုပ်စာလောက်ရပါတကယ်အပညာစာဆက်မတင်နိုင်တော့တဲ့သူတွေအလုပ်ကိုပဲဖိလုပ်လိုက်ပြီးတော့အိမ်ကိုပြန်ကြည့်ရတဲ့သူတွေအိမ်ကစပေးရှောင်ဖြစ်နေလို့စာဆက်မတင်နိုင်တော့ဘူးဆိုတဲ့သူမျိုးတွေတော်ရဲမှာလက်နက်ကင်တိုက်ပြီးတော့အဲလုံနေရတဲ့သူမျိုးတွေမဟုတ်လဲဒီဆေးဘက်ခံတာရံမုံငွေဘက်ခံတာဒါမျိုးတွေမှာအဲသွားလုံနေရတဲ့လူငယ်တွေကလည်းဒီဟာအတွက်ကိုပညာရေးအတွက်ကိုလှုပ်ချင်စိတ်ရှိတယ်ဆိုလို့ရှိရင်ဒါမှလှုပ်ဖို့အခွင့်အလမ်းတွေကအရန်အကန့်အသတ်ဖြစ်နေရလိမ့်။ ပြီးတော့เนาะဒီဘက်မှာရောက်နေတဲ့လူငယ်တွေပေါ့ခုနလိုမျိုးပညာဆက်ပြီးတော့ဒါရုန်းကန်ပြီးတော့ကြိုးစားနေတဲ့လူငယ်တွေမှာဆိုလဲဟိုအခက်ခဲစိန်ခေါ်မှုမျိုးစုံရှိတယ်ပေါ့เนาะသူတို့မှာဆိုလဲဒါဟိုတခြားနိုင်ငံမှာဖြစ်တဲ့အတွက်ဒါကိုယ်အိမ်ကိုရလို့မဟုတ်ဘူးပေါ့ဒီဘက်မှာဟိုနေထိုင်ဖို့အတွက်နေထိုင်ဈေးကအစားပြီးတော့ဗီဇာဟိုအမျိုးမျိုးကိုကြုံပြီးတော့ဒီကြားထဲမှာဟိုဆက်ပြီးတော့လောက်ရတာပေါ့နော်ဒါ ဟိုအထက်ကလူတွေဆိုတော့ပို့ပြီးတော့စိုးတာပေါ့နော်ဒီဟိုအင်တာနက်အခက်အခဲဒီတိုက်ပွဲတွေမတည်ငြိမ်မှုတွေပြီးတော့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြားရနေပြီးတော့နော်ဟိုပညာရေးထက်တခြားဒီဝန်းစာရေးနဲ့အသက်ရှင်ရေးကိုပဲပို့ပြီးတော့တွေးနေရတဲ့အနေအထားမျိုးတွေဖြစ်နေတာပေါ့နော်ဒီပုံမှာရောဒီထားဖို့ကရောဟိုဗာအမြန်ပြောချင်တာရှိအောင်လဲပရမသောချက်ကျွန်တော်ကြည့်စီချင်တာကျွန်တော်ဒေတာမှာကိုယ့်ကိုယ်တက်တည်မှု၆မှုလောက်ရှိခဲ့တယ်ဒါဘာညွန်ပြနိုင်လဲဆိုရင်ဒါကျွန်တော်ရဲ့ resilience ဘယ်လောက်ရှိလဲဆိုတာပြနိုင် မျိုးသားလို့ပြောရင်အထင်းမှာ trauma အများကြီးရတယ်ကလေးတွေအများကြီးသူတို့လျင်တန်ကြိုင်းအရန်ကြောက်တာပေါ့လျင်အဒီလျင်ကြောက်လဲကျွန်တော်တို့ကြောင်းနေပါတယ်ပြစ်စီရတယ်ကလေးတွေပါတယ်တိရဖြစ်ခဲ့ဆိုတော့အဲ့လိုဒီ trauma တွေနဲ့ကလေးတွေကကျူးစားပြီးတော့ကြောင်းတက်နေအောင်နော်ကြောင်းတက်တဲ့အချိန်မှာလဲခုနပြောသလိုကြောင်းဆောင်ကလည်းကျူးစားပြီးစောက်ပေးတယ်ဒါပေမဲ့ဖတ်စာအုပ်ကလည်းမရှိပြောင်းအခုဆိုပို့ဆိုးနေတဲ့ဖတ်စာအုပ်ပြစ်မိဖို့ ကိစ္စဆောင်ရွက်တာတော့မှဒီနောက်ပိုင်းမှာကျွန်တော်တို့ဒေတာမှာစစ်အင်အားဖြစ်တင်မှုတွေရှိလာတယ်ပြီးနေမြေတက်မတော်ကနေနေမြေစိုးမှုလာရှိတဲ့အတွက်စစ်ရင်အားပုံပြီးအရေးကြီးလာတယ်အဖတ်စာတို့ကလည်းမပြည့်မီပြန်ဘူးစစ်ပွဲကလည်းရှိနေတယ်ကြောင်တဲ့နဲ့လည်းလင်းလာလာရင်ပြင်းနေရတဲ့အခြေအနေအဲ့လိုအခြေအနေမှာနေရမယ့်ကလေးတွေကဘယ်လောက်ထိဘယ်လိုပြောမလဲအဲစူးစမ်းရုံးခန့်နေရသလဲပေါ့ အဲ့မှာအဲ့လိုစကားဆိုလို့ရှိရင်တငယ်ချင်းတွေနဲ့စကားပြောနေမိကွန်းတစ်ခုမိခံခဲ့ရပူတယ်အဲ့ဒါကဘာလဲဆိုတော့ကိုသာဒီဆစ်ဆောင်ဒေတာမှာရှိတယ်ခလေးတယောက်အမိဖြစ်မယ်ဆိုလို့ရှိရင်ဒီလိုဈာကာလာမှာခလေးတယောက်ကိုကြောင်းလှွန်မာလာဆိုရင်မိကွန်းအမိခံခဲ့ပူတယ်အဲ့ဒီခါမှာဘလို့ပြန်ပြေဖြစ်လဲဆိုတော့မလွတ်ဘူးလို့ဘာဖြစ်လို့လဲဆိုတော့ကိုခလေးရဲ့အသက်ထပ်ပို့ပြီးတော့ဒီပညာကြီးကရေးမကြီးနိုင်ဘူးနော်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာအဲကိုသာအမိတယောက်ဖြစ်နေမယ် ကျောင်းစာအရေးကြီးရယ်ဆိုလို့ရှိရင်တောင်မှဒီကလေးရဲ့ဘယ်အချိန်ဘုံကြလာမှမသိတဲ့အချိန်ပညာရေးအရေးကြီးတာမှန်တယ်ဆိုပေမဲ့နော်ဒီလိုမျိုးခက်ခဲကြတဲ့နေရာမျိုးမှာတော့ဒါပညာရေးထက်ဦးစားပေးရမယ့်အရာတွေပေါ့နော်ပြီးတော့ဒီ CDM နဲ့ပတ်သက်ပြီးတော့လဲဒါဒီဒီထဲမှာဆိုလဲဒါကျမတို့အားလုံးကဒီစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းဒီ စ်ကောင်စီလက်အောက်ကအကြောင်းမှာဒီစက်မတက်တော်တဲ့လူတွေပေါ့နော်ဒီတော့ CDM နေလို့ပြောလို့ရတယ်ပေါ့ဒီတော့ဟို CDM နဲ့ပတ်သက်ပြီးတော့ဆိုရင်လည်းဒီစစ်ကောင်စီရဲ့ပညာရေးဝန်ကြီးဌာနထုတ်ပြန်ထားတဲ့စာရင်းအရာပေါ့နော်စစ်အာဏာမသိမ်းခင်တော့ဆိုရင်ဒါတက္ကသိုလ်ကျောင်းသားဥယျတပ်တန်းကျော်ရှိရပေါ့အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့၃သိန်းကျော်လောက်ပဲ၃သိန်းဝန်းကျင်လောက်ပဲရှိတော့တယ်ပေါ့နော်ဒါ80ရာခိုင်နှုန်းလောက်ကျသွားတယ်ပေါ့ဒါတကယ်ကို CDM လုတ်ခဲ့တဲ့ကျောင်းသားဒူအင်အားနဲတာမဟုတ်ဘူးပေါ့နော်သူတို့မှာရောဒီအာဏာသိမ်းစကာလတုန်းကနဲ့အခုလိုမျိုးအာဏာသိမ်းပြီးတော့ 9နှစ်ဝန်းကျင်ရှိလာတဲ့အခါမှာဘယ်လိုမျိုးအပြောင်းအလဲတွေဖြစ်သွားမယ်လို့မြင်လဲပေါ့သူတို့ကဒီလူငယ်အုပ်စုကအရေးချင်းရှိလို့ပညာဆက်တင်ဖို့အရေးချင်းရှိတောင်ဆိုတော့ညာလေးပေါ့နော်ဒီ document ကိစ္စကသူတို့အတွက်အရန်ကြီးကိုအခက်ခဲဖြစ်စေတယ် passport အခုကျွန်တော်တို့ greenie ပြည်နယ်ဆို passport တခုရဖို့ဆိုတာအရန်ကိုခက်ခဲကျွန်တော်ကိုယ်တိုင်လည်းအများကြီးနီလန်ပေါင်းစုံနဲ့ရှာပြီးတော့ကြိုးစားပြီးလုပ်ထားတာပေါ့နော်ဆိုတော့သူတို့ သူတို့မှာအကယ်လို့ scholarship ရှောက်ချင်တယ်ဒါပေမဲ့အဓိက requirement ပါလဲ passport ရှိလားဆိုတာမေးတယ်။အာဟုတ်ပြီ passport နောက်တော့ဘာကြံသေးလဲကျွန်တော်တို့ဒီအဲဆယ်တန်းဒီ certificate တို့ transcript တို့ရဖို့ဆိုတာလေအရန်ခက်ခဲတယ်။ဟိုမှာ like comma ဆိုရင် like တက်ကလို့မရှိတော့ကျွန်တော်ဘလို့ဒီကျွန်တော်ရဲ့ transcript တိယူမှာလေပေါ့။ဆိုတော့ဘယ်ကနေပြဆိုင်ရလဲတစ်ကနေပဲပြဆိုင်ရတယ် GD ပြုံဝင်ဖြည့်တယ်ပြီးကျွန်တော် apply ဆက်လုပ်တယ်။အဲ့မှာမှဒီအဲဒီ legal ဖြစ်တဲ့ document ကိုလောက်ရင်းနဲ့လေ တော်တော်ကြီးအခက်ခဲတော့เนาะဒီ document တစ်ခုလောက်ဖို့ဆိုတာတော့လမ်းကြောင်းပေးရလို့မရှိဘူးအခုလူငယ်အများဆိုသူကသူပဲထိန်းချောင်းနေတာဘာတွေကြုံရလဲဆိုရင်အဲ့ဒီကျွန်တော်ရဲ့အားနဲ့ချက်ကိုခွင့်ကောင်းယူပြီးတော့လှုပ်ရှားမဲ့လူတွေများရှိတယ်အဲမှာပွဲစားတွေပါညာလာလိမ့်မယ်ပေါ့နော်သူတို့တောင်းတဲ့အမောက်ဆိုတာလည်းနည်းနည်းနော်မဟုတ်ဒီအမောက်ကိုရှာဖို့ဒီလူငယ်တယောက်ရှာနိုင်မလားသူ့ရဲ့မိသားစုကသူ့ထောက်ပံ့ပေးနိုင်မလားကျွန်တော်ဒေတာမှာပြင်မိသားစုမဝင်ဝင်မကောင်းကြတော့ဘူးဆိုဒီလိုအခက်ခဲတွေရှိရေပေါ့ ဒါတွေကရောလက်ရှိလိုမျိုးဟိုတဖြည်းဖြည်းနဲ့နှစ်တွေကာလတွေကြာလာတဲ့အချိန်မှာပေါ့တခြားနိုင်ငံတွေရဲ့နိုင်ငံရေးအခင်းကျင်းတွေကလည်းပြောင်းလဲနေတယ်လေထောက်ပံ့နိုင်မှုတွေကလည်းအများကြီးပြောင်းလဲနေတယ်အခုချိန်မှာရောအဲ့ဒီဓာတ်တွေပေါ်ဘလို့တက်ရောက်မှုတွေရှိနေလဲပေါ့ဒီပညာရေးကဏ္ဍတွေ CDM ចောင်းဆ iam မာတွေရဲ့လုံနိုင်စွမ်းတွေအပေါ်ပေါ့လေအာ CDM ចောင်းဆ iam မာတွေကတော့သူတို့ကတော့အဲကျွန်တော်ပြည်နယ်မှာဆိုရင်ဒါအများဆုံးအစီ CDM အမ်ចောင်းဆ iam မာတွေចောင်းဆ iam ဆ iam မာတွေပဲတင်တင်အာတင်ပေးနေရပါတော့ သူတို့လည်းစေတနာရှိတယ်ကြိုးစားပေးကြတယ်။ဒါပေမဲ့အခက်ခဲရပါဖြစ်လဲဆိုရင်သူတို့မှလတာကမဖြစ်ပါဘူး။ဥပမာပုံမှန်အားဖြင့်ကျွန်တော်ဒီကျွန်တော်တို့အစိုးရကနေသူတို့ထုတ်ထားတဲ့ဒီအစီရင်ခံစာမှာဆိုရင်သူတို့ပြီးနိုင်တာတသိန်းခွဲလေးနော်။အဲ့ဒီတသိန်းခွဲကိုကျွန်တော်တို့ဘလို့မိသားစုထောက်ပံ့မလဲ။အခက်ခဲလာလို့မင်းရင်တော့သူတို့ထောက်ပံ့တာဘယ်ကနေထောက်ပံ့လဲဆိုရက်ရွာကနေထောက်ပံ့ပေးတဲ့ပုံစံလေးတွေရှိရဲ့။ပြီးရင်တချို့တော့ CDM ဆရာဆရာမတွေပဲပြင်ပောက်ထွက်လာတာရှိရဲ့။ ရှိပြီးတော့သူတို့အလုတ်လောက်တယ်လောက်ပြီးတော့သူတို့တငယ်ချင်းပြန်ထောက်ပံ့ပေးနိုင်တယ်အရေးကြီးဆုံးကဘာလဲဆိုရင်ကျွန်တော်တို့ပညာရေးမသိသွားဘူးကျွန်တော်တို့အာကျွန်တော်မှလည်းအမြင်တစ်ခုရှိတယ်မြန်မာနိုင်ငံရဲ့အဓိကပြဿနာလို့မင်းရင်ကျွန်တော်တို့မှနိုင်ငံရေးဒီ ideology လေးအများကြီးဝင်ခဲ့ဖူးတာရှိတယ်ဒါအားလုံးတိမယ်ပေခု federal ဆိုတဲ့အယူအဆကလည်းကျွန်တော်တို့ greeny ဆိုရင်မြန်မာနိုင်ငံမဝင်ခင်ကတည်းကဒီစနစ်နဲ့ရင်းနှီးတယ်။ဒါပေမဲ့အဲ့ချိန်တော့ federal လို့မသုံးနှုန်းတာပဲ။ ဆိုစနစ်တွေကအများကြီးကျွန်တော်ကြုံတွေ့ဘူးတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံဘာကြောင့်မငြိမ်းချမ်းတာလဲဆိုရင်လူကြောင့်လို့ကျွန်တော်ယူဆတယ်ကျွန်တော်လူကကောင်းလေးမွေးထုတ်ပေးရမယ်လူတော်တော်လေးမွေးထုတ်ပေးရမယ်ပေါ့နော်ဆိုတော့လူကောင်းလူတော်ရှိချင်အောင်ကျွန်တော်ပြည်လင်နိုင်မဲ့အရာတွေအများရှိတယ်ပေါ့နော်အဲ့တော့ယူဆတယ်ကျွန်တော် G set generation set ကတော့ကျွန်တော်ထင်တယ်ရေဘူးရခြုံကိုပြောရင်ကျွန်တော်တို့လက်ပညာအသက်ခံခံလိုက်ရတာဆိုတော့နောက်ထပ်တုပ်အသက်မခံစေချင်ရသမျှသူတို့ကိုပညာရေးကကောင်းလေးပေါ့နော်ပြုစုပြောင်းချင်တာပေါ့ ဟုတ်ကဲ့ပါဒါဆိုရင်ပေါ့နော်ဒီအာနာသိမ့်မှုကြောင်ကြုံလာရတဲ့အခက်ခဲစိန်ခေါ်မှုတွေဒါဖြေရှင်းဖို့အတွက်နီလန့်နေဒီလိုမျိုးဂျာကာလာဟိုပညာရေးတွေဖော်ဆောင်လာတယ်ပေါ့နော်ဒီဂျာထဲမှာပဲဟိုအခက်ခဲစိန်ခေါ်မှုတွေကဒါရှိနေတုံးပဲပေါ့နော်အာဒီစကားကိုမေးချင်တာကကြတော့ဒီပေါ့ဟိုအခုဆိုရင်ဟို စစ်ကောင်စီကနေပြီးတော့စစ်မှုထမ်းဥပဒေဆိုတာမျိုးလည်းလှုပ်ထားတယ်ပေါ့နော်ဒါတွေကလည်းတကယ်ကိုလူငယ်တွေအပေါ်မှာဟိုတက်ရောက်မှုတွေရှိလာတယ်ပေါ့ဟိုသူတို့အတွက်လုံခြုံရေးစိုးရိမ်စရာရှိလာတယ်ဟိုပြည်ရင်းမှာကြံနေတဲ့လူငယ်တွေအပေါ်မှာလည်းတက်ရောက်မှုတွေရှိနေတယ်ပေါ့နော်ဒီတော့ဟိုဒီဟိုလူငယ်တွေရဲ့အခက်အခဲစိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးတော့ဟိုအခုလိုမျိုးအာဏာသိမ်းမှု၅နှစ်နီးပါးရှိလာချိန်မှာပေါ့နော်ဒီစစ်မှုထမ်းဥပဒေအပါအဝင်ဘယ်လိုမျိုးတွေရှိနေလဲလို့မြင်လဲပေါ့ကိုယ်တိုင်လည်းအာ CDM ចောင်းသားတယောက်ဖြစ်တော့လေ ဟုတ်ကဲ့အပြည်ရင်းမှာအခုလက်ရှိအခြေအနေဆိုလို့ရှင်တော့ခုနကဘူးပြောသွားသလိုပဲအဲဒီစစ်မှုတန်းရှိရပြီးတော့တို့တွေက generation set တွေပေါ့နော်ဆိုတော့အနောက်မှာရှိနေတဲ့လူငယ်အဖြစ်ကိုပြောင်းလာနေတဲ့ကလေးတွေရှိအဲ့ကလေးတွေက session နဲ့ပြည့်ပြီဆိုလို့ရှင်သူတို့အိမ်မှာပဲထားရတော့မှာလားဒါမှမဟုတ်လို့ရှင်ဒီမှာပဲပညာသင်တော့မှာဒါမှမဟုတ်လို့ရှင်ဒီရမို့လို့တခြားကိုပို့မယ်ဆိုလို့ရှင်ရောအဲ့ဒီဟာအတွက်ဝင်တဲ့အာနဲ့မျှပါမလားအဲ့ဒါအပြင်ဟို okay ဘလို့ဖြစ်ဖြစ်အဲဒီစစ်မှုရန်ဥပဒေကိုရှောင်ဖို့ဆိုလို့ရှိရင် နောက်တနိုင်ငံထွက်မယ်ဆိုရင်တော့မှလေးစိတ်ကပေးမဖြစ်ဘူးလीเนาะဆိုတော့အဲ့လိုဟာမျိုးမှာဘလို့လောင်ကျိုင်နေတဲ့မှာပဲရောက်နေပြီးတော့ရသမျှကိုရတယ်လို့ကုတ်ချစ်ယူပြီးတော့နေနေရမယ့်အခြေအနေမျိုးတွေပဲနောက်ပြီးတော့အဲအထူးသဖြင့်အဲ့လို CDM ចောင်းသားတယောက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဘလို့ပဲစစ် ဟိုအမ်ပညာရေးစနစ်မှာမတင်ဘူးလို့ပဲပြောပြောအဲ့ဒီမှာဘွဲတက်ပုံတွေတက်လာပြီဒီကြားထဲမှာအကြောင်းပြန်တက်တဲ့သူတွေဘွဲတက်ပုံတွေတက်လာပြီဆိုလို့ရှိရင်ငါတို့ကဘာဖြစ်လို့ဒီလောက်အလံဝင်နေရတာလဲဒီလိုအခိုက်တက်မျိုးရဖို့ဘယ်လောက်စူးစမ်းရအောင်မလဲဆိုရဲခံစားချက်မျိုးတော့ဖြစ်မိအဲ့ခါကြလို့ရှိရင် okay အဲဒီဟာကိုရအောင်သွားရမယ်ဒါပေမဲ့ဂုံယူဝင်းကြွားစွာနဲ့ ဒါမျိုးဖြစ်ရမယ်ဆိုရဲဟာနေပြန်ပြီးအတင်းရတာပေါ့နော်ဆိုတော့အခုနကလို့ပြည်ရဲမှာဒီလိုအခက်ခဲတွေရှိနေတယ်ဆိုလို့ရှိရင်တောင်မှအဲရက်မသွားပဲနဲ့ဘယ်ဟာကိုတင်သွားမှာလဲအင်္ဂလိပ်စာတင်ရမှာလားနောက်တနိုင်ငံထွက်ဖို့ဆိုရင်ဘာလို့ဒီလိုမှာလဲဘယ်မေဂျာဆိုရင်အဆင်ပြေမှာလဲဘယ်ဟာဆိုလို့ရှိရင်တော့ပတ်စံတက်နိုင်ပြီးရေရှည်အတွက်အဆင်ပြေမလဲဒါမျိုးတွေကြည့်ရတာပေါ့နော်ဥမာထိုင်းကိုရောက်နေတဲ့လူငယ်တွေအတွက်ဆိုလို့ရှိရင်လည်း အခုနကပြောသူတို့အဲဒီအိမ်ကဘလောက်ထောက်ပံ့ပေးနိုင်ပါလဲပြီးတော့ဒီเจ้าဝင်ခွင့်အတွက်ကိုတက္ကသိုလ်တစ်ခုရဲ့ဝင်ခွင့်စရိတ်ကလည်းမနေဘူးဆိုတော့အဲ့ဟာအတွက်ကိုရောတနှစ်စာနှစ်နှစ်စာသုံးနှစ်စာဘယ်လိုမျိုးပြင်ဆင်ရမှာလဲပြီးတော့ဒါအပြင်ကိုဗီဇာဂျေးတွေဒါတွေရှိမယ်အဲ့ဟာအတွက်ကိုအဲအလုတ်လုတ်ပြီးတော့ရှာကြတယ်ဆိုလို့ရှိရင်တော့မှအဲနေ့လယ်ဘက်6ရက်လောက်အလုတ်လုတ်ခါလေကြလို့ရှိရင်အအလုတ်အကင်ခွင့်ရရရင်ရတဲ့ချိန်လောက်ရမှာပဲလीเนาะဆိုတော့ညဘက်တညလုံးမအိပ်ဖဲနဲ့မနေ့ကျမှចောင်းသွားပြေးအတွက် ပြီးတော့အဲဒီဟာအတွက်ကိုအဲအဲ့လိုပဲပြန်ပြီးညှိယူပြီးတော့လုံရတဲ့ဟာတွေမှာချုံးမွင့်နေရဲဆိုတဲ့ဟာမျိုးတော့မရှိဘူးပေါ့နော်ဟုတ်ကဲ့ပါဟိုအခုကျမတို့ဒီလူငယ်တန်အစီအစဉ်ကနေပြီးတော့ပေါ့နော်ဒီ2021အလွန်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့တခြားလူငယ်တွေရဲ့အတွေ့အကြုံအတွေ့အမြင်တွေကိုလည်းမေးမြန်းထားတာရှိပါတယ်ကြည့်လိုက်ရအောင်ပါရင်တော့ဆိုလို့ရှိရင်ညီမတို့လူငယ်တွေအမျိုးသမီးတွေပညာရေးအခွင့်အလမ်းတဝက်တစ်ပြက်နဲ့ဘဝမှာပေါ့နော်တဝက်တစ်ပြက်နဲ့ရက်တန့်သွားတယ်ဆိုရင်တော့ကအာနာမသိခင်တော့ဆိုလို့ရှိရင်ညီမတို့တွေက ် online ကနေတင်လို့ရတယ်လွတ်လွတ်လပ်သွားလို့ရတယ်အဲ့ဒီဥပမာဆိုလို့ရှိရင်ညဆိုင်ညဘက်ဒီအလုံးလုံးရှိရင်နေ့ဘက်ဒီပညာသင်တာလို့တယောက်တည်းသွားရတယ်လာရတယ်အခွင့်အလမ်းတွေအများကြီးရှိတယ်အဖွဲ့စီတွေအကုန်လုံးကလည်းတင်းတင်းနဲ့ပတ်ဝန်းကျင်ဝိုင်းပြီးဆောက်ရှောက်ပြီးတယ်ပေါ့နော်အခုအာနာသိမ်းပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်မျိုးသမီးလူငယ်တွေကမှမဟုတ်ဘူးအခုလူငယ်မျိုးသားတွေရောအကုန်လုံးပေါ့နော်မလွတ်လပ်တော့ဘူးခေါ်လာဆွဲတာတွေအာစကားစကားအတင်းအားမအာခေါ်ယူပြီးတော့အနိုင်ကျင့်တာရှိလာတယ်ပေါ့နော်အဲ့ဒီအချိန်မှာညီမတို့အမျိုးသမီးတွေအမျိုးသားတွေလည်းဆိုင်လို့ရှိရင်အမျိုးသမီးတွေကပို့က ိုပြီးတော့အင်အားနေတယ်လို့ယူဆရတဲ့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်မျိုးသမီးတွေအတွက်အခုအလောက်ကရင်သွားလို့ရှိရင်လည်းတယောက်တည်းသွားမရတော့ဘူး။ညာဘက်တွေဆိုလို့ရှိရင်အဲ6နိုင်နောက်ပိုင်း9နိုင်နောက်ပိုင်းတော့မသွားရဲဒီအခြေအနေဖြစ်လာတယ်။ဒီအရင်တော့ဆိုလို့ရှိရင်အဲ့ဒီ unit ကိစ္စနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်။အရင်တော့ဆိုလို့ရှိရင်ဟိုအများကြီးဟို၆ပန်းနေတဲ့ NGO NGO တွေရှိတယ်ဥမာဒါကို live ပေးနေတဲ့အဖွဲ့အစည်းတွေရှိတယ်။အခုကျတော့တိုင်းပြည်မှာမလွတ်လပ်ပါဘူးဥမာအာစကားစကားလည်းအာနာတိန်းနာတဲ့အခြေအနေမှာဆိုလို့ရှိရင်ညီမတို့မျိုးသမီးတွေကို မကာကွယ်ပေးနိုင်တော့ဘူးတခုခုဖြစ်လာမယ်တကယ်တမ်းအဲ risk ကိစ္စတွေကြုံလာပြီဆိုရင်တော့ကအာကာကွယ်ပေးတဲ့အဖွဲ့အစည်းတွေကနေပါလာပြီညီမတို့ဒီမြန်မာနိုင်ငံမှာဖြစ်တည်လာတဲ့မျိုးသမီးတွေအကုန်လုံးကအားနေတယ်လို့ယူဆလာကြတဲ့လူတွေကြီးပဲကြားမှာညီမတို့တွေကကြီးပြင်းလာရတဲ့အတွက်ပေါ့နော်မျိုးသမီးတွေသတိကကတ်နဲ့သတိရှိရှိဆက်လက်လျှောက်လာမှာဆက်လက်တွန်းလာမှာဆက်လက်ပါဝင်မှာဆရာနာသိန်းနဲ့အဲငါးနှစ်တာကာလတော့တွင်မှာဆိုရင်ပညာရေးရဲ့အခန်းကဏ္ဍကိုပြောမယ်ဆိုရင်တော့ ဒါတဖြည်းဖြည်းတော့တူထက်လာပါတယ်ဒါမဲ့လည်းအခက်အခဲများစွာနဲ့အားယူရင်ဆိုင်နေရပါတယ်။ကြောင်တုံးဖက်ဆောင်တွေမရှိတာတွေစာရေးကိရိယာမရှိတာတွေအခက်အခဲတွေမြေပေါ်မှာအများကြီးပဲ။အခုဒီ9နှစ်တာကာလတော့အတွင်းမှာဆိုတော့အရန်လည်းတူတက်လာပါတယ်။အရန်လည်းအားရပါတယ်။အဲတချို့ဘိန်းမှာလည်းအရန်ယူဟိုအားနေနေသေးတော့အားမလို့အားမရလည်းဖြစ်ပါလေဆရာမတယောက်နေနေပေါ့နော်။ညွန်မှန်းချက်လို့ပြောရမယ်ဆိုရင်တော့အရန်ကောင်းတဲ့အောင်မြင်မှုမျိုးနဲ့ဟိုနိုင်ငံတကာလက်လန်းမိနိုင်တဲ့ပညာရေးစနစ်နဲ့ အဲသွားသွားချင်းနေပေါ့နော်ကျွန်မအနေနဲ့တော့အဲ့ဒါလေးကိုတော့အာဆရာမတရားနေနဲ့မျှော်မှန်းထားပါလေဟိုအာတကယ်ကိုလက်တွေ့အသုံးချပေးနေမယ်ပညာရေးစနစ်မျိုးကိုရှင်းမှန်းပါတယ်မျှော်မှန်းပါတယ်ရှင်ဟုတ်ကဲ့ပါလူငယ်တချို့ကတော့တို့ရဲ့အမြင်လေးကိုအခုလိုပဲပြောသွားကြပါတယ်ဒါကတော့နောက်ဆုံးတစ်ခုပေါ့နော်ဒီလက်ရှိပညာရေးနဲ့ပတ်သက်ပြီးတော့ဒါဒီလူငယ်လူငယ်တွေရဲ့ဇကဝိုင်းနေပြီးတော့ကိုကအချက်တစ်ခုအကြံပြုပါဆိုရင်လူငယ်တယောက်အနေနဲ့ဘာကိုအကြံပြုချင်လဲပေါ့ဒါအနည်းဆက်ဆုံးလည်းဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ရမယ်ပေါ့ ဒီမြန်မာနိုင်ငံမှာကွဲတာလေနော်ကွဲတာအကုန်ကွဲတာဒါစစ်ရေးလဲကွဲတယ်ပညာရေးဆိုလဲကွဲမှာပဲကျမ်းမာရေးလဲကွဲကျွန်တော်တို့တခုပဲဗျအစုစည်းလိုက်တစ်ခါတော့စုစည်းကြည့်လိုက်ပါနော်စုစည်းပြီးတော့อืมအတူတူစုပေါင်းလို့ကျွန်တော်ထင်တယ်အဲ့ဟာဆိုရင်သူ့ရဲ့လာယာလမ်းကြောင်းက ရှင်းသွားလိမ့်မယ်တော့မေးတယောက်နည်းနည်းစနည်းနည်းစလုံနေတာကဥမာ budget ဆိုရင် budget အားမကောင်းတဲ့သူလုံနိုင်တဲ့ area ကလည်းကျင်းသွားလိမ့်မယ်စုစုစည်းလုံကြည့်ကြည့်ပါနော်လိုအပ်တဲ့အရာစုပုံပြီးလာလိမ့်မယ် ပုံပြီးထိရောက်တယ်ပေါ့နော်ကျွန်တော်ပြောချင်တာပညာရေးဆိုလဲစွတ်စွတ်စူးစီးလောက်ကြရင်တော့ထိရောက်မယ်ပေါ့ဟုတ်ကဲ့စကားတော့အဲခုနလိုပေါ့နော်မြန်မာနိုင်ငံတွင်းထဲမှာရှိနေတဲ့ဟာတကူအခုအပြင်မှာလုပ်နေကြတဲ့ online ကနေလို့ဒုတွေအပြင်မှာသွားတက်လို့ရရဟာရဟုတ်တယ်ဒါကအများကြီးတိုးတက်လို့ရတယ်ဒါပေမဲ့တခုစဉ်းစားမိရပါလဲဆိုတော့ အင်တာနက်မရတဲ့နေရာမီးမရတဲ့နေရာကလူငယ်တွေကိုဒီထက်ပို့ပြီးတော့ပညာရေးနဲ့ပတ်သက်တဲ့ခွင့်လမ်းတွေရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာမျိုးပို့တိုးလုပ်လို့ရှိရင်အယူတည်တည်လေးတစ်ခုဖြစ်မလားဆိုတဲ့ဟာမျိုးတွေးမိရေပေါ့နော် Okay အင်တာနက်မရအောင် online ရတင်လို့မရအောင်ဒါဆိုလို့ရှိရင် offline ကဗီဒီယိုနဲ့တင်ပါလားဒါမှမဟုတ်ရင်တို့တွေဟိုစာအုပ်တွေထုတ်ပြီးတော့မှဖဲစင်းဖဲစင်းစုံရမယ်ဆိုတဲ့ဟာမျိုးအဲ ဟိုမြေပြင်ကိုမလာနိုင်တဲ့သူတွေကလည်းမြေပြင်ကလူတွေနဲ့ချိတ်ဆက်အဲမြေပြင်ကတောင်းသားတွေနဲ့ချိတ်ဆက်ပြီးတော့မှ offline ကိုဒီထက်ပိုပြီးလေပတ်အောင်ကောင်းကောင်းမွန်မွန်အဲလေပတ်အောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်လမ်းလမ်းမြေပိုခတ်နေတဲ့နေရာတွေအတွက်ပို့ပြီးတော့ကြိုးစားကြိုးစားနိုင်မယ်ဘာလို့ဆဲအဲအခုနောက်လိုပဲ internet ရနေတယ်မိရနေတယ်ဆိုလို့ရှိရင်အထက်ကလူတွေထက်ပိုပြီးတင်ရတာရပွားလွယ်လေနော်ဒါပေမဲ့အဲခုနောက်လိုမျိုးစာတင်ကြဖို့တော့အခက်အခဲရှိနေရဆိုလို့ရှိရင်ဒီဟာလေးက နည်းနည်းလေးပြောင်းလဲလိုက်လို့ရှိရင်ပုံပြီးများကောင်းသွားမလားကြွေးဟာမျိုးအဲ့ဒါမျိုးလေးတော့တွေးမိတာပေါ့နော် ဟုတ်ကဲ့ပါအခုလိုမျိုးဒီ DV ရဲ့လူငယ်တန်အစီအစဉ်မှာကိုယ့်ရဲ့အတွေးအမြင်အတန်တွေကိုပါဝင်ပြီးတော့ပြောဆိုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဟုတ်ကဲ့ပါဒါကတော့ဒီ2021ခုနှစ်အလုံးဒါပညာရေးခြေအနေတွေနဲ့ပတ်သက်ပြီးတော့ကျမတို့လူငယ်ဇက်ကဝိုင်းမှာဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်အလူငယ်တွေရဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးချက်တွေကိုခင်းနဲ့အညီနားလည်ပေးနိုင်ဖို့လည်းမျှော်လင့်ပါတယ်အခုလိုပဲဒီလူငယ်တွေရဲ့အတွေးအမြင်အတန်တွေကိုထင်ဟပ်စေတဲ့ဇက်ကဝိုင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ဒီနေ့ဇက်ကဝိုင်းကတော့ဒီလောက်ပါပဲကျမတို့ဖူအီနေပါအလုံးကျေးဇူးတင်ပါတယ်